မြန်မာနဝချင်းနယ်ကိုအစဉ်တစိုက်အားပေးနာဆင်နေကြတော့ပရိသတ်များအားလုံးပဲအမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပရလောကနဲ့ဂမ္ယဇလံကောင်းလေးတွေကိုနေ့စဉ်ရွေးချယ်တင်ဆက်ပေးနေပါတယ်။ဒီကနေ့မှာတော့ပရိသတ်များနားဆင်ရမယ့်ဇလံလေးကစာရေးဆရာစောဟန်ထူအောင်လေသွေးချုံရေးသားထားတဲ့စကပါလာဇလံအပိုင်း84ကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။တလခန့်ကြားတဲ့အခါမှာတော့ဆရာဆရာ ဥသူတော်ကကျွတ်တော်ကိုလာခေါ်နေရဲ့ဆရာမောင်ထွေးရဲ့ပြာတိပြာရအမှုရာကြောင့်ဟန်လွေတစ်ဖက်ချဲစီလှဲ့ကြည့်ခိုက်လူတယောက်အနားစီရောက်ချလာတယ်ဟာဆရာတို့ရဲ့ဟုတ်များဟုတ်ပါမလားလို့ကျုပ်အရေးစုံပြီးလာမိတာမှန်သွားပြီဗျာဥသူတော်တယောက်ခေါင်းပေါင်းဆော့ဖြူလို့ဟန်လွင်ကိုရိုသေစွာထားမိကြော့လိုက်တယ်ဥသူတော်ဘယ်သူများလဲလို့ဗျာကျုပ်ကဆရာတို့အသက်မရှိတော့ဘူးထင်နေတာ ကျုပ်လွန်ခဲ့တဲ့လဆရာတို့ကိုလာရှာသေးတယ်။ဘသူမှမတွေ့လို့ကျုပ်လက်လျှော့လိုက်ရတာ။ဟဲ့လွန်ရောက်ဥသူတော်ကိုပြုံးဆဆနဲ့ကြည့်နေပြီ။အခုရောဘလို့ဖြစ်လို့ကျုပ်တို့စီလာတာတုံးဗျ။မပြောပါနဲ့တော့ဆရာရဲ့။ကျုပ်ဆရာတို့အိမ်မက်ထဲအမျက်မက်တာခုနှစ်ရက်လောက်ရှိပြီဗျ။ဒီတောင်ကိုလဲလာခိုင်းနေ။ကျုပ်ကစိတ်ဆွဲလို့လို့မတ်တယ်ထင်တာ။အခုမှဗျ။အခုကဘာဖြစ်တော့ဥသူတော်ရဲ့ ဦးသူရောခေါင်းပေါင်းစနဲ့မတိမတာဖုံးထားတဲ့သူ့ရဲ့ပားပြုံကိုဟန်လင်းကိုပြလိုက်တယ်။ကျုပ်ပားရိုက်ခံလိုက်ရတယ်ဗျ။ဒီနေ့မှဒီတောင်ကိုမလိုက်အသက်နဲ့ခန္ဓာအိုးစားကွက်ပြီးမှတ်ဆိုပြီးချိန်သွားလို့ဆရာတို့စီအရေးဆုံးမိလာကြည့်တာပါဗျ။ဘသူကရိုက်ပြီးချိန်သွားတာတုံးဗျ။ကျုပ်လည်းမသိပါဘူးဆရာ။အိမ်မက်ထက်အသက်အော်ကြီးနဲ့ချိန်ပြီးပားရိုက်သွားတာ။အခုထိပါတချံကြိုက်နေတော့ဒီချေဟန်လင်းရဲ့အာယုံနဲ့စီကို လူသားကြီးတယောက်ပေါ်လာပြီးတော့ဟယ်လင်ကိုဒူးတစ်ဖက်ထောက်ဥညွတ်ကပျောက်ခွသွားခဲ့တယ်။အော်၊နေပိုင်ကြီးရဲ့လယုံကိုဟယ်လင်ခတ်တူတူရေရွတ်ပြီးတော့ဥတူတော်နဲ့အတူတူရွာထဲကိုပြန်လာခဲ့ပါတယ်။ရွာထဲရောက်တဲ့အခါမှာတော့လူအများဟယ်လင်တို့ကိုအော်ဘနက်ဖြစ်လို့ချီးကျူးကြလေတယ်။တချို့ကတော့ဒီဆရာများဘလူးစားလို့တိတ်သွားပြီ။အခုလူရောက်ဖန်ဆင်းပြီးတော့ရွာထဲလာကြတာဆိုပြီးပြောကြတဲ့သူတွေရှိတယ်။ရွာကိုဆက်ရောက်ချင်းမှပဲ။ ဘလူးဆိုတဲ့နမည်စကားကြားရတာကြောင့်ဟန်လင်ဘဝင်မကြမိဘူး။ဥသူတော်ဒီလာတဲ့ဘာတွေထူးကြတော့ဗျ။ကျောင်းရဲ့ဘာဒရီယာလူနာတယောက်လက်ခံနေတာဆရာ။ကိုလိုမပြောက်ဘူးဖြစ်နေလို့ရွာထဲတင်မကအောင်ဟိုးသုံးရွာကျော်အထိသတင်းပြက်နေတာဗျ။ဘလူးဖြစ်လို့တော့ဥသူတော်ကိုလိုမဖြစ်ဘူးလား။ကျောက်ဘာဒရီယာအာကြီးမာနကြီးတာဆရာ။သူကုလို့မပြောင်းရင်ဘယ်ဆရာမှကုလို့မပြောက်ဘူးဆိုပြီးဘယ်ဆရာကမှကုွေမပေးတာ။ ကျုပ်အရင်ဆရာ၃ယောက်သွားကူဘူးတယ်ဝင်လာတဲ့အဆွေကဓာတ်နဲ့ထောက်ခုတ်လို့တေကုန်ကြပြီဗျကျုပ်ကတော့ဘာတွေကခါခါသီးသီးညင်းတယ်မကုတ်ခါဘူးဗျကျုပ်ကဆိုလေဆဲဆိုပြီးရဆရာမရှိအောင်ပြောပြီးတော့ကိုနှစ်လွတ်တာဆရာဦးသူတော်ရဲ့စကားကြောင့်ဟယ်လွင်နှက်ခမ်းတွုံယုံပြုံးလာပြီခမားပါကြီးကမကုတ်ခိုင်းတာမာနာကြီးလို့မဟုတ်ပါဘူးခမားသားနဲ့အခုတ်ခါမှာဆိုးလို့ပါ ဟန်လင်ပြောပြလိုက်တဲ့အခါကျမှဥသူတော်ဟာတွေ့ဝေသွားပြီးခေါင်းတဆက်ဆက်ညှင့်လိုက်တယ်။ဆရာအသက်ငယ်ပေမဲ့ညံထက်တယ်။ကျုပ်ဆရာအနေနဲ့တင်ပါတယ်ဗျာ။ကဲဗျာ။ကျုပ်တို့ဥသူတော်အိမ်မှာတ냐အိပ်ပြီးနောက်နေ့ဘောက်ထွင်းစီသွားကြရအောင်။ဟာဖြစ်ပါမလားဆရာ။တက်ဖြစ်တာပေါ့။ဒီလိုနဲ့ဥသူတော်ရဲ့နေအိမ်မှာတ냐အိပ်ပြီးနောက်နနေ့လေးနဲ့အခါမှာတော့မောက်တွေးဟာစေအေးစမတွေကိုစစ်ဆေးပြီးနှုတ်ထားတဲ့အင်းမြင့်စီးတွေကိုကျူပြီးနှုတ်ထားလိုက်တယ် ဆရာဖြစ်သူဖရာเจ้าဆောင်အရှိမပရိစိတ်နေတဲ့အတွက်မောက်ထွေးရအသေးပြေလို့စောင့်နေခြင်းဖြစ်ပါတယ်ဒီဒီချင်းဆရာဖြစ်သူဖရာဝိပုပရိစိတ်နေတာရခိထက်ကိုပူကြနေတဲ့အတွက်မောက်ထွေးတောင်မနေနိုင်တော့ပဲဆရာဖြစ်သူစီကိုသွားပြီးချောင်းကြည့်လိုက်တယ်ဩငါဆရာတရားထိုင်နေတာပါလားမောက်ထွေးဒီမြတာပြောလို့ဆရာရဲ့နဘေးမှာထိုင်ပြီးမေတ္တာတုတ်ကိုစိတ်ကရွတ်ဖက်နေမိတယ်အတန်ကြာတော့ဟန်လွေချောင်းဟန်တန်တဲ့အတူမေတ္တာပို့တဲ့အမျှဝေတန်တွေထွက်ပေါ်လာတာကြောင့် မောင်ထွေးဟာသားတို့အကြိမ်ကြိမ်ခေါ်လို့ဖះကိုဥချလိုက်တယ်။မောင်ထွေးဥသူတော်ဘယ်သွားနေဟာတော့ကျုပ်တို့စောင့်နေတာဆရာလဲပါတခါလေးပြင်ထားတယ်။အေးအေးကောင်းနေ။ဟန်လွေရတီကြည်တဲ့မျက်နှာထားနဲ့ပရိဟိုတစ်ချက်နှစ်ချက်မြှပုတ်တက်ပြီးတော့အိမ်ပြင်ကိုထွက်လာခဲ့တယ်။ပြောဥသူတော်အသိမဲလားဗျ။ဟာအသိမဲဗျဆရာရ။ဥသူတော်တော်မှဟန်လွေရဲ့စည်းလွယ်အိတ်တွေကို ယူဆောင်ပြီးလဲပေါ်တင်က အသေးချာထားလိုက်တယ်။တက်ချေဆရာ အလင်းတို့၃ယောက်လှဲဝော်တက်လိုက်တာနဲ့လှဲစရာကနွားတွေကိုချိန်တပ်ပြီးလို့လှဲကိုစတင်မောင်းလိုက်လေတယ်။သိမ့်မကြလိုက်ဘူး။ဥသူတော်ရဲ့ဗောက်ရဲစုသူရဲ့နေအိမ်ကိုရောက်တော့မှဖြစ်ပြီးအဝေးကနေလှဲလို့တော့မြင်နေရလိမ့်ပြီ။ဥသူတော်ကြီးတဲ့မွေးပါလားဗျ။ကျောက်ကခြုံချတိုးရမယ်ထင်နေတာ။မွေးပါဦးဆရာရဲ့။အဲ့ဒီဗောက်ထရကဥသူတော်ရဲ့ဗောက်ထရပဲလား။အရင်တော့ဘယ်ဟုတ်မလဲဗျ။ကျောက်ပါကြီးနဲ့ပညာကြီးအကိုတွေ ရေကိုအရင်လိုဖြစ်ခဲ့ကြတာဗျ။ကျောက်ကသူ့ကိုလေးစားလို့လို့ဘာထွေးလို့ခေါ်တာ။ဒါဖြစ်အသက်ကြီးပြီပေါ့။အသက်120ကျော်ရောပေါ့ဆရာ။ဟေး။ဟန်လွင်ရရေကနေဖြစ်သွားပြီ။မောက်ထွေးရဲ့နှုတ်ကနေလည်းဗျာကနေထွက်သွားတယ်။အသက်120ကျော်ပြီ။ဖျားတရားပဲလုံးတက်မာတယ်။ပျောကမကုတဲ့တော့ဘူး။လူကဇေယထောင်းနေပြီလေဗျ။ဟေးဟေး။ဆရာကိုတရိပ်ပြောမယ်။ဘာထွေးကိုအဲ့လိုပေါမပြောနေဗျ။ तू ကမကြိုက်ဘူး။ ကျုပ်ပြောရင်ထင်မှန်းနဲ့လိုက်ရိုက်တာဗျ။လေဒီစီလိုဟာလွင်တို့ရီမောတန်နဲ့ဆူညသွားလိမ့်တယ်။မကြခင်မှာတော့ဥသူတော်ရဲ့ဘာတွေဖြစ်သွားနေအိမ်ကိုရောက်ရှိလာခဲ့တယ်။ရောက်ရောက်ချင်းမှာပဲဥသူတော်ကမစင်းသေးပဲလဲပေါ်ကနေဘာတွေဖြစ်သူကိုလှမ်းခေါ်လိုက်တယ်။ညို့ဘာတွေရေဘာတွေအဲ့ဒယ်လာတယ်ဗျ။အဲ့ဒယ်တွေလား။အေးအေးငါလာပြီ။အိမ်ထဲကနေအဖိုးကြီးတူရဲ့အတန်နဲ့အတူ မမြင်ရတော့တွန်းအားတစ်ခုပေါ်ထွက်လာပြီးဟန်လွေရဲ့မျက်နှာကိုလာရိုက်ခတ်လိုက်တယ်။ဒါပေမဲ့ဒီအရာမျက်နှာကိုမထိအကာအွယ်တစ်ခုကြောင့်တန့်သွားပြီးတော့အရှိန်သေးကပြောက်ွက်သွားခဲ့တယ်။ဥသူရောဘာကြီးကအစင်းမြလားကြီးလားဗျ။အကြောင်းဆုံးမသိသေးတဲ့ဥသူရောဟန်လွေကိုတစ်ချက်ကြည့်လို့လှဲပေါ်ကနေဆင်းလိုက်တယ်။ဟန်လွေလှဲပေါ်ကနေဆင်းပြီးနောက်မောက်ထွေးကိုသူ့ရဲ့အနောက်မှာနေပြီးလိုက်လာခဲ့ဖို့တတိပေးလိုက်တယ်။ချောင်းဝါရောက်တာနဲ့ရှီကင်းတဲ့အတန်ကြောင့်ဟန်လွေကြည့်လိုက်တော့ အမောက်သုံးစင်းရှိတဲ့နဂါးတကောင်ဖြစ်နေတယ်။စုံနဂါးတော်မှာခြံစောက်လောက်ထားတာပါလား။ဒီဖိုးကြီးတဲလဲထက်လာတယ်။ဟန်လွင်းရဲ့စိတ်တဲအဲ့ဒီလိုရရွတ်ပြီးဘဘက်လက်ခုံကိုညာလက်နဲ့သုံးချိန်တက်ချလိုက်တာ။အမောက်ထောင်နေတဲ့နဂါးကဥချိုးသွားလို့နေရာမှာတည်ခွေလို့အိတ်သွားလိုက်တယ်။ဟိုကောင်လေးကဘယ်ဆိုးလို့လဲ။ငါခြံစောက်တော့ခေါင်းမထောင်နိုင်တော့ပါလားကွ။အဖိုးကြီးကဟာတိုက်ကြီးလို့အိမ်ပြင်ကိုထွက်လာပြီး ဟယ်လင်တို့ကိုလက်ပိုက်ကြည့်ကရက်ဆောက်နေလေတယ်။အဖိုးကြီးရဲ့အမူအရကဟယ်လင်တို့ကိုစိတ်လိုလက်ရကြိုဆိုနေခြင်းထက် တခုခုစမ်းမှုရှိနေသေးလို့လက်ပိုက်ကြည့်နေတဲ့ပုံပေါ်တာကြောင့်တရိထားနေတဲ့အချိန်မှပဲမြေကြီးကဝုန်းကနေရင်ခါသွားတာကြောင့်ဟယ်လင်တကုံလုံးကြက်သိမ်းတစ်ဖြန်းဖြန်းထထသွားတယ်။အာလာဝကမောင်ညုံမြဟယ်လင်ရဲ့နားတယ်ပမုခနဲ့ဘလူးရဲ့အတန်းကိုခက်တဲ့တဲ့ကြားလိုက်ရတဲ့အတွက်ဥညုံများတယောက်သူ့ရဲ့ဘလူးတွေကိုဆစ်လို့နေပြီလို့ရင်းမိသွားလိမ့်တယ် ချက်ချင်းပဲဖះအောင်အာယုံပြုတ်ပြီးတော့ဂုံတော်ကိုအာယုံပြုတ်ကတကိုလုံးကိုစိတ်နဲ့အုံမိုးလိုက်တဲ့အခါတန်ကုန်ကြာတခုဟန်လွင်အပေါ်ကနေကြလာခဲ့တယ်။အဲ့ဒီတန်ကုန်ကြာဟန်လွင်ကိုလုံးလုံးချိုးချိုးအုံမိုးထားတော့ဥညုံများဆီလူသမီးကဘလူးတွေအားရှစ်ဆက်မရပဲရှိလိမ့်တယ်။ရှစ်ဆက်မရတဲ့အတွက်ဘလူးတွေကဒေါက်တာလက်နဲ့ယူဆောင်ပြီးထိုးခုတ်ပေမဲ့တန်ကုန်ကြာမထိုးပေါက်နိုင်ပဲရှိလို့တော့နောက်ဆုံးမှာတော့အားလုံးပျောက်ကွယ်သွားကြတယ်။ဥသူတော်ရဲ့ဗောက်ရီဖြစ်သူဥညုံများ ဒီမြင်ကွင်းကိုချစ်ပြီးအားရသွားကခေါင်းတဆက်ဆက်ငိမ့်ပြလေတယ်။ဘလုံးနေလဲဥညို့မြမိမိရဲ့အမျိုးပါဟန်လွန်ရတည်နေတာကြောင့်ဥညို့မြအလွန်အားအားတင်သွားတယ်။မိမိရဲ့အမေအရင်ကဘသူမှမသိအောင်ဖုံးကွယ်ထားပြီးအရက်တခါမှဆရာကြီးဥပဒွေလိုသာသိစီခဲ့တယ်။ဟန်လွန်ရဲ့ပညာကိုဥညို့မြတိတိကျကျမခံမနိုင်တော့တဲ့အတွက်ဧည့်သည်ကအိမ်ထဲစီဖိတ်ခေါ်လိုက်ရတယ်။ဟဲ့ဒေဝီနဲ့ဒီဝါ ငါရဲ့ဧည့်သည်တွေကိုခေါ်လာခဲ့ခြင်း။ဦးညို့များစကားအဆုံးမှာတော့မွေးပြန့်သောရနက်နဲ့အတူယုကဆိုးနဲ့နှစ်ပါးဘွားကနေပေါ်လာပြီးဟန်လွန်ရဲ့လက်ကိုတစ်ဖက်စီဆွဲကိုင်လို့အိမ်ထဲစီကိုခေါ်လာခဲ့ကြတယ်။ဦးညို့များအိမ်ထဲရောက်တာနဲ့ဟန်လွန်ရမျက်စိကိုတစ်ချက်ဝှေ့ပြီးကြည့်ရှုလိုက်တဲ့အခါဖះเจ้าဆောင်ကိုမတွေ့ရဒီဘိုးတော်ဟာဖះကိုကိုယ်တော်မဟုတ်ဘူးပဲဒီချိန်ဥညုံမြဟန်လွင်မိမိအိမ်ကောင်းရင်ဘတ်တစ်ချက်ကြည့်သွားတာကိုတရီထားမိတာကြောင့်ပြုံးလိုက်မိတယ် ငါဖះမကိုးကွယ်ဦးကဂုံယူဝိကြွားစွာပြောနေတဲ့ဥညုံမြအကိုကြည့်ပြီးတော့ဟန်လွေတစ်ချက်ရည်လိုက်တယ်ဥညုံမြအာလဝကဘလို့မရောဆရာတင်ထားတာပဲဒါကြောင့်အာလဝကဥညုံမြလို့ခေါ်ကြတာကိုမိသိရင်ကောင်းတာပဲကောင်းလေဥညုံမြဟာသူကအာလဝကပညာတက်မြောက်ထားတဲ့အတွက်အာလဝကဘလို့မရောဆရာတင်ထားတာကြောင့်ငါ့ကိုလာစိတ် ဖွဲပြာကြောက်သွားမယ်ဆိုတဲ့သဘောနဲ့ဟလင်ကိုတရိပ်ပေးလိုက်တယ်။အမန်စစ်စစ်တော့လက်ပြမလို့ကြောက်စိတ်ဝင်နေတဲ့သူတွေသာချိတ်ချောက်ဟိဟောက်တက်ကြတယ်မဟုတ်လား။မိမိတို့အလိုမကျမလို့ချင်းမဖြစ်စေချင်တဲ့အခြေအနေတစ်ခုကိုရောက်ရှိသွားမှာဆိုလို့ချိတ်ချောက်ဟိဟောက်တာကများတယ်။ဦးညုံမြပြောလိုက်တဲ့စကားရဲ့ဆူလိုရင်းကိုဟန်လွင်သိနေတော့သူ့ကိုမသိမသာဆွာကြည့်လိုက်တယ်။ကျောက်တိတာကတော့အလာဝကနဲ့ဘလူကဖះရနဲ့တွေ့ပြီးဖះရဲ့အဆုံးမကြောင့် တောတာပန်တီကျွတ်တန်းဝင်သွားပြီတဲ့ဥညုံမြားရဲ့ဆီကတကယ်ကိုဖျားကျညူတာပဲတာလို့ခေါ်ပါတယ်ဗျာဟန်လွေဟာမိမိဆီကနဲ့ကြိုက်တုတ်လို့ခနဲ့လိုက်တာကြောင့်ဥညုံမြားမချိမချမ်းဖြစ်သွားတယ်ဆိုပေမဲ့လေပြန်ပြောစရာစကားမရှိလို့နှုတ်ပိတ်နေလိုက်တယ်ဥညုံမြားအနားမှာရှိတဲ့ဖျားတချက်ကိုယူလို့ခင်းကဖျားပေါ်တက်ထိုင်လို့လက်ခုပ်နှစ်ချက်တီးလိုက်တယ်ကဲဖျားရီလာခဲ့စမ်းဥညုံမြားစကားဆုံးတာနဲ့ ဂျာလိုက်တီဟာထောင်နှလျက်နဲ့ခုံဆွားခုံဆွားလှုပ်ပြီးဦးညိုများရဲ့အရှိကိုရောက်လာခဲ့ကြတယ်။ကဲခင်းလိုက်စမ်းဆိုတဲ့အမိတန်အဆုံးမှာတော့အသေးချာလိတ်ထားတဲ့ဖြာလိုက်ကအလိုလို ပြေသွားပြီးကျင်းမြေပေါ်အကြနာခင်းရတာဖြစ်သွားတာကိုထူဆန်းစွာနဲ့မြင်လိုက်ရပါတယ်။ဒီအချိန်မှာပဲဟန်လွင်ရဲ့နားရဲစီကိုအတန်တခုဝင်ရောက်လာခဲ့တယ်။အဲ့ဒါနတ်မော်နတ်မော်တရိထားနက်လွန်နေပြီ။ဟန်လျာဖြာခင်းပေါ်မထိုင်သေးပဲဦးညိုများကိုအကဲခတ်ကြည့်နေတဲ့အချိန် ဥညိုမြရဲ့အနောက်မှာအလင်းရဲတစ်ခုရှိနေတာကိုမြင်သွားတယ်။ဒီရဲကိုဟန်လွေကြည်ကြံအာရရထားတဲ့အလယ်အလတ်စေတခွနဲ့စေအကြမြင်နဲ့ထိုးဖောက်ကြည့်ပေမဲ့လေတဲတဲကွဲကွဲမမြင်အောင်အလုံးတကိုးကြည့်တဲ့ပုံကိုဖြစ်လိမ့်မယ်။ငါရှေ့မှာတော့သူ့မူလာရုပ်ကိုအလင်းနဲ့ဖုံးနိုင်တယ်။တာမန်ညောင်ညောင်ပုံကိုမဟုတ်ဘူးပဲ။ဟန်လွေကစိတ်ထဲအဲ့ဒီလိုတွင်းနေဖြာခင်းမော်ထမ်းမဲ့ဟန်နဲ့ဟန်ဆောင်က ရှေ့စီချစ်တလန်းတူလို့ညာဘက်ဖက်နောက်ကိုကျင်းမြင်မော်ကြိတ်ထားလိုက်တယ်။ ဟဲ့စစ်စစ်ညံ့ညံ့ကြည်စမ်းဆိုပြီးဟန်လွင်ဟာစိတ်ထဲကနေကျင်းဝလို့ဖနှောင့်ကျိတ်လိုက်တဲ့အခါနားထဲအတန်တချို့ကြားလိုက်ရတယ်။ကျဲလောင်းတဲ့အတန်နဲ့အတူအနေရောင်ဂရီပါဝတ်ထားတဲ့လူရိပ်တွေကဥညုံများရဲ့အရှိကိုပေါ်လာပြီးတော့ဥညုံများကိုကာဝယ်ထားကြတယ်။ဟန်လွင်ဖနှောင့်ကျိတ်လိုက်တဲ့အတွက်ဒီတန်ချက်ကိုအနေရောင်အဝင်းနဲ့ပုပ်ကိုတွေကဥညုံများကိုစားချောင်းဝေခံပေးလိုက်ကြတယ်။လူရိပ်တရိပ်ပြီးတရိပ်ပြောက်ွယ်သွားလိုက်အသက်ပြန်ပေါ်လိုက်ပြန်ပြောက်သွားလိုက်နဲ့ လူရင်ဆက်ရီလောက်ကိုစားအပြစ်ဒဏ်ခံယူပြီးပျောက်သွားကြတော့အကာအကွယ်စီးပြက်စီးသွားပြီမို့ဥညုံမြောက်ကိုဓာတ်ထိလိတယ်။ဥညုံမြောက်စီကအေးကင်းနဲ့အသက်တစ်ချက်ထွက်လာပြီးနောက်အနောက်ကိုပက်လန့်လန်ကျသွားတယ်။ဒါပေမဲ့ဥကောင်းနဲ့ကျဲပြင်းမထိခင်မှာပဲအလင်းရိတ်ကဥညုံမြောက်အနောက်ကနေလက်နဲ့ထောက်ပေးပြီးပြန်ထူပေးလိုက်တယ်။အလင်းရိတ်စီကမြို့ကိုတထောင်နောက်ထွက်လာတဲ့အတွက်ဥညုံမြောက်ရဲ့အဆောက်အအုံကဒေါသထွက်နေပြီဖြစ်ကြောင်းဟန်လင်းသတိပြုမိလိုက်လေ။ သူကဒေါသထွက်လာတဲ့အတွက်အလေးရောင်နေမှိမ့်မိန်သွားပြီးဗကရီရုတ်သွင်းကဘွားကနေပေါ်လာတယ်။ဒီအခြေကနဘလူတပါဖြစ်နေပြီးတော့တလျက်နှစ်ဖက်ကလုံးရန်သူကိုထောက်ခုတ်တော့မှဟန်အသိပြင်ထားတယ်။အဲ့ဒီနဘလူကဟယ်လွင်းကိုစစ်စစ်ကြည့်ပြီးတလျက်နဲ့ချင်းရွက်ကထောက်ခုတ်မှဟန်လုံနေတာကြောင့်ဟယ်လွင်းကပုံမှုခနှက်ကိုတတ်လိုက်တယ်။ပုံမှုခအဲ့ကောင်ကိုတတ်လိုက်စမ်းဟယ်လွင်းရဲ့စကားတော်မဆုံးသေးဥညုံမြရဲ့အဆောင်နဘလူကိုမမြင်ရတဲ့အရာတစ်ခုကဂုတ်ကနဲ့ဆွဲကင်ပြီးတော့ ဘယ်ညာခက်ကြမ်းကြမ်းခါရမ်းလို့အပြင်ကိုပြစ်ထုတ်လိုက်လိမ့်တယ်။ဥညုံမြလည်းတထိုင်းနဲ့အသက်ရှူချက်သွားပြီးမိမိလက်ပြင်းကိုကိုင်ကဘိုင်းကနေလဲကျသွားတယ်။ဟန်လရတော့ပမှုခနှက်ကိုခေါ်ပေမဲ့ပမှုခနှက်ကရောက်မလာပဲပမှုခထက်တကိုးကြည့်တဲ့ပုပ်ကွာလာရောက်တာစီနေတယ်လို့ဟန်လရဲ့စိတ်ထဲအလိုလိုသိနေတယ်။ဒါပေမဲ့လည်းလာရောက်တာစီပြီးတဲ့ပုပ်ကိုတော့ဟန်လမမြင်ရတယ်လို့သိလည်းမသိရအောင်။ဟာဘာတွေ့ဥသူတော်က ဘာတွေဖြစ်သူစီသွားမယ်လို့တဲ့အခါမှာဟန်လွင်ရတားလိုက်တယ်။ခမည်းပါတွေကမသရာရေစာစားထားတာများလို့နေ။အခုပဲပြန်အံ့ရလိုက်မယ်။ဗျာ။ဥတော်တော်တယောက်ထိတ်လန့်သွားတယ်။တဝဝပြိုတက်တန်တဲ့အတူဥညုံမြလည်းခေါင်းကိုဘေးဘက်အသာဆောင်ပြီးကျင်းမြင်ပေါ်ထွန်းအံ့လိုက်လိမ့်တယ်။ဟင်။ကိုရရွေပါလား။ဥသူတော်ကဥညုံမြအန်ချလိုက်တဲ့ကိုရကိုကြည့်ပြီးအံ့ဩနေတဲ့ချိန်နောက်ထပ်တရားထက်ကြလာပြန်တယ်။ဟင်။ ထထလာပြန်ပြီဆရာဟန်လွင်ဟာမအံ့ဩတဲ့အမူအရာနဲ့ပြုံတုံတုံလှုပ်ပြီးလက်ပိုက်ကြည့်နေရှာတယ်ထပ်ပြီးအံ့ဩမှာမပူနဲ့ဒီလိုနဲ့ကိုရရကိုတရားပြတရားအံ့ချလိုက်တော့ကိုရကိုခုတိတိထထလာခဲ့တယ်မကုံသေးဘူးဗျဟန်လွင်အဲ့ဒီလိုပြောလိုက်တာနဲ့ဥညွန်များရဲ့ခြေလက်တွေကိုကောက်ပြီးထပ်ပြီးအံ့ချလိုက်ပြန်တယ်ဒီခါမကြီးစေးလောက်ရှိတဲ့ဓလုံးတုံးလုံးဥညုံများပါဇက်ထရရနဲ့ထွက်လာပြီး ကျင်းမြင်ပေါ်တက်ရှိလို့လူလိမ့်နေတော့ကိုဥက္ကသူတော်တယောက်မယုံနာပွဲမြင်တွေ့နေရတယ်။ကဲမကုန်သေးဘူးဗျ။ဟန်လင်းထက်ပြီးပြောလိုက်တဲ့အခါဥညုံမြမျက်ပြူလောင်သွားပြီးတော့ရင်ဘတ်ကိုတပုံးပုံးနဲ့ထုတ်ပြီးဗစက်ထင်းရနေငပြောသည့်အစိမ်သုံးလုံးအန်ချလိုက်ပြန်တယ်။အန်နဲ့အထဲသွေးစားတွေတောင်ပါလာတဲ့အတွက်ဥသူတော်ကဘာတွေဖြစ်သူအတွက်စိတ်ပူနေရတော့အမှတ်ပဲ။ဟန်လင်းစကားထပ်ပြောမလို့လုံနေတဲ့အချိန်ဥညုံမြလဝါကပြပြီး အသက်မပြတ်ပဲခေါင်းကိုတဆက်ဆက်ညင်ကသဘောတူညီမှုပြလိုက်လေတယ်။လက်ဟချင်ရဲ့နဲ့ငါကိုယ်တိုင်လှုပ်ပေးမယ်လို့ပြောပြီးဟလွင်းကိုလက်အုပ်ချလိုက်တယ်။ဒီချီအကြောင်းဟလွင်းကဥညုံမြတခုခု တောင်းခံနေသလိုလဝါကိုဖြန့်ပြလိုက်တော့ဥညုံမြကောင်းယုံထပြီးဗဇက်ကိုဟားလိုက်တယ်။အဲနောက်လက်နှစ်ဖက်နဲ့ဗဇက်ထရကျိုးတစ်ချောင်းကိုဆွဲထုတ်သလိုလှုပ်ပြတယ်။ဆွဲထုတ်ပြီးတဲ့အခါမှာလဲမမြင်ရတဲ့အရာကိုလဝါပေါ်တင်လို့ကျိုးကွယ်လို့ကြာကြာနာနာခွေပြီး ဟန်လွင်းရဲ့လက်ထဲထည့်ပေးလိုက်တယ်။ဒါအကုံဆိုတာတေချာလို့လားဦးညိုမြ။ဦးညိုမြဟာရင်ဘတ်ကိုလက်နဲ့ဖိထားရဲ့ခေါင်းကိုအသာငင်းပြလိုက်တယ်။ဦးညိုမြဟာပညာထက်သားပဲ။အတုံးချမှားတာပဲရှိတာ။ဦးညိုမြအဲ့လိုပြောပြီးနောက်မောင်ထွေးဘက်ကိုလှည့်ပြီး။မောင်ထွေးလွယ်အိတ်ထဲကအနဲ့အောင်ဘိုးကိုထုတ်လိုက်။တို့လူနာအိမ်သွားရအောင်။မောင်ထွေးလက်ထဲကအနဲ့အောင်ဘိုးကိုဖွင့်ပြီးလဝါပေါ်တင်ထားတဲ့ကျိုးကိုတည်တည်ချာချာထိတ်ခါပြန်ပိတ်လိုက်လေ။ ကျင်းမြပေါ်ပြက်ကျဲနေတဲ့တောက်ဝင်ဓလုံးတွေကိုတစ်ချက်ကြည့်ပြီးနောက်ဟန်လင်ဒီနီယာကနေထွက်လာခဲ့ပြီးတော့ဓလုံးတွေကိုအမိတ်ပေးလိုက်တယ်။ဟဲ့လိုက်ခဲ့ဆောင်ဓလုံးတွေကတဆက်ဆက်လှုပ်ပြီးလေးပေါ်ပြက်ဝဲကဟန်လင်ရဲ့အနောက်ကိုထက်ချက်မကွာလိုက်ပါလာခဲ့တယ်။ဦးသူတို့ကတော့ဘာတွေဖြစ်သူကိုဆွဲထုတ်ဖို့အတွက်ရှေ့တိုးတော့ဦးညုံများလက်ကပြပြီးတားလိုက်တယ်။မောင်သူတို့အဲ့ဒီဆရာစီတပည့်ခန့်ချင်းငါအသက်120ရှိပြီ။ တခါမှဒီလောက်ထက်တဲ့လူငယ်ပညာရှင်မျိုးမတွေ့ဘူးသေးဘူးငါ့ကိုဂရုမစိုက်နဲ့သွားသွားမင်းစရာနောက်လိုက်သွားဦးညိုမြောက်ဥသူတော်ကမောက်ထုတ်ပြီးဟန်လွေးရဲ့ကြောပြင်ကိုငေးကြည့်ကအားရပါးရပြုံးလိုက်တယ်ဥသူတော်ထပ်သွားပြီးတဲ့နောက်မှာတော့ဦးညိုမြတ်ဟာမျက်လွာချလို့ခေါင်းတဆက်ဆက်ညိတ်ကတဟားဟားနဲ့ရှိလိတယ်မောင်ပွားရေမောင်ပွားမင်းပညာရက်ဆက်လာကြည်လားကွာမင်းစီမလည်းငါတခါရှုံးခဲ့ပြီးပြီး မင်းလိုထက်တဲ့ဆရာနဲ့ပြိုင်တာအခုလဲငါရှုံးရပြီကွာငါမင်းကျင်နဲ့ကျင်စာစူးပြီထင်ပါရဲ့ဥညုံမြဟာအဲ့လိုပြောပြီးနောက်တမလီခွေထိုင်ရက်နဲ့ပဲခေါင်းကဆိုင်ကြကအသက်ကင်းမဲ့သွားခဲ့ပါတော့တယ်အဲ့ဒီအချိန်မှာတော့ဟန်လွင်တို့ကလှဲ့ဟုတ်စီပြီးထွက်လာခဲ့တာခလန်းလန်းကိုရောက်ရှိနေလိမ့်ပြီလဲစင်းနေဥညုံမြအိမ်ဘက်ကနာကြီးမုန်တီစွာ အော်ဟင်ငိုကြွေးတဲ့အော်တန်ကိုကြားလိုက်ရတာကြောင့်အလွင်ကခေါင်းကိုနောက်ပြန်လှဲကြည့်လိုက်တဲ့အခါ ဥညိုမြအသက်ကင်းမဲ့သွားပြီဖြစ်ကြောင်းစိတ်ကသူ့လိုလိုတိလိုက်ရတယ်။ကြည့်ရတာဒီအဆောင်ဘလို့ငောက်အောင်မုံပြီးတန်တရာတခွေ့မှာဒုက္ခပေးအောင်မထင်နဲ့။ဟာလင်းရဲ့အရင်ပြမရှိတဲ့စကားအောင် မောက်တွေးရနားမလည်ဘူးဆိုပေမဲ့ဥသူလိုတော့ဒီအကြောင်းကိုခရေရေရိပ်မိနေလို့မျက်စိမျက်နှာပြက်နေတယ်။တွေးအံထွက်နေတဲ့သူကဘလို့အသက်ဆက်ရှင်နိုင်မှမလဲ။ဥသူတော့မျက်စိမျက်နှာပြက်နေတာကိုဟန်လွင်တရေပြုတ်မိပေမဲ့ဘာတခေါမှဝင်ရောက်ပြောဆိုခြင်းမရှိဘူး။ အတန်ကြာတော့မှဦးသူတော်ဗျားဆရာလဲဆရာကိုလုံနာအိမ်မောက်ဖို့ခိုင်းပါဦးဟုတ်ကဲ့ဆရာဦးသူတော်ဟန်လွင်ခိုင်းတဲ့အတိုင်းလဲဆရာကိုလုံနာအိမ်မောက်ခိုင်းတော့ကွန်းတရာညက်ခက်အကြမ်းမှာဝိုင်းတစ်ခုကို ရောက်သွားတယ်ဟန်လွင်လဲဘွားစင်မီချန်နာတုတ်ကတ်တဲ့အခါအေးအေးတက်လိုက်တစ်ခုကိုရင်ထဲကနေလှက်ခနဲ့လှက်ခနဲ့ခံစားရတဲ့အတွက်မျက်မှောင်ကျုပ်လို့အိမ်ထဲကိုချောင်းကြည့်လိုက်လေဘယ်လိုပုံကူမျိုးစီရ ဒီလအကောက်နဲ့မြစ်တာတက်ထွက်နေရလေ။ဟာလွင်ချက်ထဲဝင်သေးပဲတုံဆိုင်နေတဲ့အတော့မောင်ထေးဟာဆရာဖြစ်သူရဲ့မျက်နှာကိုအကဲခတ်ကြည့်လိုက်တယ်။ဆရာဖြစ်သူတူဝင်နေတာကိုမြင်ရတော့မောင်ထေးဟာအိမ်ထဲကိုတစ်ချက်လှမ်းကြည့်လိုက်မိတယ်။ဆရာဘာဖြစ်လို့လဲဗျ။တပည့်ဖြစ်သူရဲ့အတန်ကြားမှဟာလွင်အတွေ့အစားပြတ်သွားပြီ။အော်ဘာမှမဟုတ်ပါဘူး။အိမ်ထဲထုတ်ချတဲ့ဓာတ်တစ်ခုခံစားမိလို့ပါ။ဘာများလဲဆရာ။ တမထပေါ့မြောက်သူတွေမှာပဲတွေ့ရတတ်တဲ့ထက်မျိုးပေါ်မောင်ထရဒီရွာတွေမှာလဲဇန်လိုက်လိုက်တဲ့သူတွေရှိကြတာလားကျုပ်ကခန္ဓာရည်ပညာရှင်တွေပဲရှိတယ်ထင်တာကဲပါလေအထင်းဝင်ချင်းသိမှာပေါ့ဒီလိုနဲ့ဟန်လေကိုယ်တိုင်ဥဆောင်ပြီးတော့လူနာရဲ့အိမ်ထဲကိုဝင်သွားခဲ့ကြတယ်အင်းနဲ့ရောက်တာနဲ့ဖခင်เจ้าစာဘက်ကိုကြည့်တဲ့အခါအလွန်တက်ပြဲစွာတေရဲသုံးတော်မူနေတဲ့မြတ်စွာဘုရားရုပ်ပွားတော်ကိုမြင်ရပြီး အလွန်ရဲ့စိတ်တဲပီတိလောက်နဲ့လက်ကနဲ့ထွက်သွားပြန်တယ်။အိမ်ရဲ့အပြင်အစင်ကိုကြည့်လို့ဒီအိမ်ကဘာသာတရားအလွန်ကိုက်ဆိုင်ပြီးစီကံတကြနေကြတဲ့သူတွေဖြစ်ကြောင်းဟန်လင်ကောက်ချက်ချလိုက်တယ်။အော်ဦးသူတော်တို့ပါလား။ဟာယောဂီမအေးချင်ပါလား။ယောဂီဝေအပေါ်အောက်ကိုဝစ်ဆင်ထားပြီးတော့တီတီအေးချမ်းတဲ့မျက်နှာနဲ့အမျိုးသမီးကြီးတူဟာဦးသူတော်ကိုလှမ်းလို့နှုတ်ဆက်လိုက်တယ်။မအေးချင်ဟာ ဒီကိုဘယ်လိုလုပ်ပြီးရောက်လာတာတော့ဩဒီကကျမရဲ့တူမကြီးကနာမကျန်းပြစ်နေတယ်ဆိုလို့လူနာလာကြည့်တာပါဥသူတော်ရဲ့မဲကြီးဆိုတဲ့အမျိုးသမီးကနမဲနဲ့လိုက်အောင်ကိုကိုအမှုရာနှုတ်အမှုရာတို့အေးချမ်းပြီးမျက်နှာကတီးကြည့်လေးတယ်ဒီယောဂီအမျိုးသမီးကဟန်လွင်ကိုအကက်ခတ်ပြီးတော့ဟန်လွင်အနောက်ဘက်တနေရာကိုသူ့လိုလိုအကြည့်ရောက်သွားတယ်အဲဒီနောက်မှာတော့ယောဂီရဲ့အကြည့်ကဟန်လွင်အပေါ်ရောက်သွားပြီးတခုခုကိုမြင်သွားသလိုပြုံးရောင်ပြလိုက်တာ ဦးသူတော်စီအကြည့်ပြင်းရောက်သွားလိမ့်တယ်။ကဲဦးသူတော်နဲ့အနောက်ကဆရာတွေထိုင်ကြပါ။မအေးကြီးကဟန်လျော်ဆရာမတင့်နေပုံရတယ်။အဲ့တဲ့တွေကိုနေရာထိုင်ခင်းပေးလို့အဲ့ခံပြီးနောက်မအေးကြီးရဲ့ညီမဖြစ်သူမဝင်းကြီးကရောက်ချလာတယ်။ဟောဦးသူတော်တို့စိုင်းမစိမ့်ပုံမစိမ့်ရောက်လာတာပါလား။ကျမရဲ့အမကြီးကလည်းဒီနေ့တင်ရောက်လာတာဦးသူတော်ရဲ့ဒီနေ့တော့ကျမအိမ်မှာအဲ့ဒီလူကြီးရောက်လာတာပဲ။ကဲကဲမလုံးတည်ရဲ့ ဆရာတော်ရင်ွေးကျန်းလေးလာချပေးပါအောင်။မဝင်းကြီးရဲ့ခေါ်တဲ့အဆုံးမလုံးတင်လို့ခေါ်တဲ့အိမ်အကူအမျိုးသမီးတယောက်ရင်ွေးကျန်းနဲ့အတူတူရောက်ရှိလာပြီးတော့ဧည့်သည်ရှို့ချပေးလိုက်လိမ့်တယ်။ဟန်လို့ရမလုံးတင်ကိုကြည့်ပြီးအကက်ခတ်တဲ့အခါတင်ညာတဲ့တူဖြစ်နေကြောင်းသိသွားပြီးဒီအမျိုးသမီးမသိခင်အကြည့်လွှဲလိုက်တယ်။ဒီမူရောတော့ယောဂင်မအေးချင်မြင်သွားတာကြောင့်ဟန်လွင်ကိုသဘောကျစွာနဲ့ပြုံးပြလိုက်လိမ့်တယ်။အော်ဆရာ ဒါကကျမရဲ့အိမ်အကူမလုံးတင်နဲ့အိမ်မှာတော့မီလုံးလိုပဲခေါ်ကြတယ်။လိမ္မာရေးချရှိလို့ကျမသမီးနဲ့မချချစ်ပါတယ်။မဝင်းကြီးကအဲ့တဲ့တွင်နဲ့အလှပါတက်လာပါပြောဆိုပြီးနောက်သမီးဖြစ်သူအကြောင်းကိုပြောပြလိုက်မိတယ်။ကျမသမီးကလည်းသူ့တော်ကြီးအတိုင်းပဲဖရာတရားပဲတဆက်မမက်လှုပ်တာ။ရွာတို့ကြိုက်နေတဲ့ကာလာသားတွေနဲ့တောင်မှထိမ်းမြန်းခိုင်းလို့မရဘူးတော့။အိမ်တော်မပြုတ်ဘူး။တာသနာပဲပြုတ်မယ်ကြီးပြောနေတာ။ ตาดุตาดุตาดุပါဗျာကောင်းနေရွေးရချက်ပါပဲဟန်လွင်ကตาดุခေါ်လိုက်တယ်ဆိုပေမဲ့မဝင်းကြီးကတော့သဘောမကျဟန်ပြပြီကောင်းတော့တော့သိပါတယ်ဆရာရဲ့ကျမသမီးအဖြစ်ဒီတယောက်ထဲရှိတာပါအိမ်လုံးချပေးချင်တာပေါ့ဘလုံးကနေဘလို့ဖြစ်ပြီးနေထိုင်ဒီလိုအိတ်ရတဲ့လဲသွားတယ်မသိပါဘူးဆရာရဲ့သမီးအိတ်ရတဲ့မလဲခင်ဘာတွေထူချသေးလဲထုံဝင်းကြီးမဝင်းကြီးကခိတ္တမြဆင်းစားပြီးနောက် တခုခုကိုသတိရသွားပြီအဲရသမီးကရွာဦးဖုန်ကြီးကျောင်းစီကတရားစာတွေတင်ပြီးပြန်ဟောပြတတ်တယ်ဆရာ သူတငယ်ချင်းတွေကိုတရားပြန်ဟောတတ်တယ်တရားထိုင်ဖို့နေဝန်ထိုင်ဖို့ဟောပြရတာကိုဝါသနာကြီးတယ်ဆရာစပ်ပါအောင်ဗျဒီလိုနဲ့တနေ့ကျဟိုဘက်ရွာမှာနှစ်ပွဲရှိတယ်ဆိုလို့သူတငယ်ချင်းတွေခေါ်သွားတာသူကဒါမိစ္ဆာဒိဋ္ဌိတွေဆိုပြီးပြောတော့နောက်တော့တယောက်ကသူ့ကိုလက်ညှိုးထုတ်ပြီးနေသိမ့်မယ်နေသိ့ကိုတရားမယ်လို့ကြိမ်းသွားတာတဲ့ နှစ်ပွဲရအပြန်ကျမသမီးဖြားပြီးတော့အခုလိုအိတ်ရတယ်လဲတော့တာပဲတခါတခါတတိပါလစ်လို့ကျမရင်ကွက်မတန်ဖြစ်ရပါလေဆရာရေမဝင်းကြီးကစိတ်မထိန်နိုင်တော့ပဲချုံမွဲချငိုလိုက်တယ်ယောဂီမအေးကြီးကညီမဖြစ်သူရဲ့ပခုံးကိုအသာလေးပုတ်ပြီးတော့ဟဲ့ညီအေးငိုစရာလားတမီးအဖြစ်မသေးသေးဘူးအမင်းကအောက်တော့ချတော့မယ့်အတိုင်းပဲဒါကြောင့်ညီကိုပြောတာအပူမရှာပါနဲ့လို့ အပူရှာပြီးရင်လည်းငင်းအေးအောင်တရားအားထုတ်လို့ပြောထားတယ်မဟုတ်လားလူလည်းမမြဲပစ္စည်းလည်းမမြဲနင်းလည်းမမြဲဘူးဟဲ့မအေးကြီးကညီမပြစ်သူကိုစုံမလိုက်ပြင်မဲ့မဝင်းကြီးကတော့နားမထောင်အမဘာတိလို့လဲကျုပ်လို့တာသမီမမရှိတာဘယ်ကိုချင်းစာတက်ပါမလဲညီမပြစ်တည်ခြင်းမလဲဆရာတို့ရေယောဂင်မအေးကြီးကညီမပြစ်သူကိုချစ်ပြီးစိတ်မကောင်းစွာနဲ့ခေါင်းကိုခံရလိုက်လေတယ် ိနောက်မှာတော့ယောဂင်မအေးကြီးကသူမဖြစ်သူအိတ်တဲ့အခန်းကိုကြည့်ပြီးတခုခုစောင့်မြော်နေတယ်လို့လှမ်းကြည့်လိုက်တယ်။မကြပါဘူး။မဝင်းကြီးရဲ့တမိဖြစ်သူလူနာကအိမ်ပုံဆံမွားနဲ့ထလာပြီးအဲ့ဒီစီကိုဖြင်းညင်းစွာနဲ့ရှောက်လာတယ်။မဝင်းကြီးကတမိဖြစ်သူလမ်းလျှောက်လာတော့ကိုမြင်တော့စွန့်အသွားပြီးအတန်ကြာတဲ့အထိစကားမပြောနိုင်ပဲမင်းတက်သွားလိမ့်တယ်။ကဲသူမကြီးနေကောင်းသွားပြီလား။ကောင်းပါပြီဆရာမကြီး။ အမျိုးသမီးလေးကအတော်ဖြစ်သူယောဂင်မအေးချီကိုဆရာမကြီးလိုသာအမဲခေါ်ပုံရတယ်။အေးကွယ်လာလာဒီနားလာခဲ့မအေးချီကတူမဖြစ်သူကိုအနားမှာလာထိုင်ခိုင်းပြီးတော့နှစ်ဖို့လက်နဲ့ဆန့်ကြည့်လိုက်တယ်။အဲနောက်မျိုးလုံးချင်းစုံအောင်စိုက်ကြည့်ပြီးဗုဒ္ဓကုဏောအနန္နောဓမ္မကုဏောအနန္နောတန်ခါကုဏောအနန္နောမာတာပိတုကုဏောအနန္နောအာစရိယကုဏောအနန္နော အနနငါဘာရဲ့ခုံကျေးစုတွေများကြီးလိုက်တာငါတူမရဲ့မအေးကြီးကပြောပြောဆူဆူတူမဖြစ်သူရဲ့ထိတ်ကိုလမ်းထဲတုံးချပုတ်လိုက်တော့လူနာရဲ့မျက်နှာကဝင်းငနဲ့တောက်ပလာခဲ့တယ်။ဟန်လင်းရဲ့ပြင်းကြမျက်စိမှာတော့ယောဂီကလူနာအမျိုးသမီးရဲ့ထိတ်ကိုပုတ်လိုက်တဲ့အခါတိုင်းယောဂီရဲ့လဝါကအလွန်အကောင်တောက်ပတဲ့အလင်းနှံ့တွေဖြာကနဲ့ထွက်လို့လူနာရဲ့ကိုယ်ထဲဥကောင်းကနေတစေကိုခန္ဓာတစ်ခုလုံးဖြာဆင်းသွားတာကိုထင်ထင်ရှားရှားမြင်နေရတယ်။ ကဲဖရာစီတရားစီတန်ငါစီတောက်ပါငါတို့မှဖရာเจ้าဆောင်ပေါ်မှာရှိတဲ့ပရိတ်ရေကိုယူပြီးမအေးချီရလူနာကိုတတ်လိုက်တယ်ရေတွေဝမ်းနဲ့ဝမ်းပြီးတိတ်မကြခဲ့မှာပဲဘိုက်ကပူဆက်လာပြီးတော့ခဏအကြာမှာတက်တာပျောက်ကင်းသွားခဲ့တယ်ပျောက်ပြီပျောက်ပြီပယောကဆရာတွေခက်ခဲပြင်းမှစွာကုသကြရပြီအသက်တောင်ပင်ဆက်ခဲ့ရတဲ့အဆွဲပယောကယောဂအောင်မအေးချီရတအောင် တခဏအတည်းပျောက်ခဲ့အောင်ကုသနိုင်ခဲ့တယ် ကဲကဲငါတို့မအခန်းထဲဝင်ပြီးနားချေကွယ်ယောဂင်မအေးကြီးအောင်တူမဖြစ်သူလူနာကိုအခန်းထဲမှာနားစေပြီးတော့ဟန်လွင်တို့ဘက်ကိုလှည့်လိုက်တယ်ဒီဟာဆရာတွေကိုမေဝမဲ့နေတာလိုင်းကိစ္စပြောပါအောင်ကွယ်ဩကျုပ်တို့ကလူနာတဲ့လာမေးတာပါဆရာမကြီးဟန်လည်းတယောက်မအေးကြီးကိုအကဲခက်ကြည့်ဖို့ကြက်နိုင်ကြကြမျက်နှာချင်းဆိုင်လို့မရဘူးမျိုးလုံးချင်းဆုံမေး အသေးဦးတွေကနေအေးစိမ့်အောင်ဓာတ်မျိုးဟာတဝုံဝုံတက်လာတယ်။ဦးသူတော်ကြီးကျမရဲ့တူမကြီးကသီလသမာဓိဓက်ခံနေပြီးအရက်လက်တရားဟောမှုလို့မကျင့်တဲ့မိစ္ဆာတွေကနောက်ဆက်တာကိုခံခဲ့ရတာပါရှင့်။မအေးကြီးကဦးသူတော်ကိုရင်ကျေးပြုံကစွာပြောဆိုလို့ဟလင်းကိုအကဲခတ်ကြည့်လိုက်ပြန်တယ်။ဒီရဆရာပယောဂဆရာလားကွ။ဟုတ်ပါတယ်ဆရာမကြီးခနေ့ခေလူငယ်တွေများတော်ကြထက်ကြလိုက်တာ ဆရာမကြီးတို့တော့ပယောကမကုတတ်ဘူးအတန့်ငယ်တော့အဆက်ဆက်အရာဂရုစိုက်ပါကွယ်ဟန်လင်ကမအေးကြီးရဲ့စေတနာစကားအောင်နားထောင်ပြီးတော့ခေါင်းကိုသာငိမ့်ပြလိုက်လေတယ်အဲဒီနောက်မှာတော့အနက်ရောက်ဘူးတဲ့ထိတ်ထားတဲ့ကျိုးကွေကိုထုတ်ဖွင့်ကြည့်တဲ့အခါကျိုးကရုတ်တရက်ပြောက်နေတာကိုဟန်လင်မြင်လိုက်ရတယ်အဲဒီတမနဲ့လုံးယောဂင်မအေးကြီးပြောပြတဲ့တရားဓမ္မအကြောင်းဝိပဿနာအကြောင်းဇန်တရားအကြောင်းကိုနားထောင်ပြီးတော့ ဟောင်လည်းမသိတဲ့အရာတွေတော်တော်များများရှိနေသေးတာကိုသဘောပေါက်မိလာတယ်။မိုးတက်ကနေရောက်တဲ့အခါမှာတော့ဟန်လွေဟာအင်ရှင်နဲ့ယောဂင်မအေးချီတို့ကိုနှုတ်ဆက်ပြီးတပည့်တွေနဲ့အတူတူထွက်လာခဲ့ပါတော့တယ်။ပရိသတ်များရှေ့ဆက်ကပါလာဇလန်အပိုင်84ရတော့ဒီလောက်ပါပဲနော်။နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူဦးချင်းစီကိုကျေးဇူးထူးပဲတင်ရှိသလို။ဆိုင်းစရာဆောဟန်ထူအောင်လူသေးချုံကိုလည်းကျေးဇူးထူးပဲတင်ရှိပါရရှေ့။ ဒီဇလန်လေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမေပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမချင်းတွေကို အစဉ်ထာဝရပန်းဆိုင်နိုင်ကြပါစေရှင်။